င်တန်ကြားပြည်တများရှင်အဘိဓမ္မာညဝါကျော်ဆရာကြီးဦးဝမရှိတော့ပေမဲ့အမရပူရတောင်မြို့မှာအဘိဓမ္မာတခွန်အလံဟာတလူလူလွင့်နေစေ ဖြစ်ပါတယ်အနေနဲ့ရရမှစာသင်သားများဟာလည်းရောက်လာမစဲတသေးသေးဖြစ်လို့နေပါတယ်အရှင်ဝိမလနဲ့စာချပဲ့ဆရာတော်များဟာလည်းစာပေပို့ချမှုကိုမလျော့စေပဲပရိယတ်တိတောင်းဝန်ကိုအာစုံကျူပန်ကိုစီကူကထမ်းရွက်လျက်ရှိပါတယ် အဲ့လိုဂျိုးပန်ထမ်းဆောင်နေစဉ်အချိန်ခါသက္ကရာ1290ခုနှစ်စောင်းနှင်းပိုင်းမှာလေဒီဓမ္မကတိကဆရာတော်ဥပဒုမမမြောင်လေးပင်မြို့သို့ကြွရောက်ပြီးအဘိဓမ္မာတရားတသက်ကိုဟောပြပေးပါရန်ပြင့်ဖိတ်လာပါသည်။ဒါပေမဲ့အရှင်ဝိမလဟာကိုချနေစေစာဝါရေးသားနေစေစာအုပ်ကိစ္စများမပြတ်တာကြောင့်မသွားဖြစ်ခဲ့ပါဘူး။ နောက်နှစ်သက္ကရာ1292ခုနှစ်မှာထပ်မံပြင်ဖိလာတဲ့အခါမှာတော့မိမိပို့ချနေတဲ့ပြိမာတရားသက်သက်ကိုသာဟောကြားရမှာဖြစ်ပြီးဗေဒီဆရာတော်ဖျားကြီးရဲ့တရားဝင်လေးဖြစ်တာကြောင့်တရားဟောကြားရောက်ဖို့ဂရုပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့သက္ကရာ1292ခုနှစ်တပေါင်းလာဇန်6ရက်နေ့မှာမန္တလေးမှာမိရထားဖြင့်ညောင်လေးပင်မျိုးတို့ကြွားရောက်ပြီးတပေါင်းလာဇန်ရှင်းနေညမှစတင်ကအဘိဓမ္မာတက်တက်တရားတော်များကိုဟောကြားပေးတော်မူခဲ့ပါတယ်ရှင်။ အဲ့ဒါမှာပန္တိရဒီလေးဖွဲ့ရတယ်ခွန်ကြီးတို့မြန်မာပြည်ရဲ့ကျေးဇူးရှင်ကြီးတို့ခေါ်တဲ့ကျေးဇူးရှင်လေဒီစတော်ဘုရားကြီးအရှင်ညာရဒဇဟာမြန်မာပြည်အနှံပြမှာအဘိဓမ္မာတရားတွေပြန်ပေါ်အောင်ဆိုပြီးတော့1269ခုနှစ်မှာ1284ခုနှစ်အထိ16နှစ်တိုင်တိုင်မြန်မာပြည်အနှံပြမှာအဘိဓမ္မာတရားတွေလိုက်လံပြီးတော့ဟောဖို့ ညွှန်ကြားတော်မူခဲ့ပါအဲ့လိုပြီးတမတရားတွေဟောပေါ်ညွှန်ကြားနေရင်ကနေပြီးတော့ဆရာတော်ဘုရားကြီးအနှံပြကြွရင်းနဲ့1982ခုတခုနှစ်ရောက်တဲ့ခါကျတော့ညောင်လေးပင်မျိုးကိုဆရာတော်ဘုရားကြီးရောက်လာအဲ့လိုညောင်လေးပင်မျိုးရောက်လာတဲ့ခါကျတော့ဆရာတော်ဘုရားကြီးအဲ့ညောင်လေးပင်မျိုးရေခုံးရွာဆိုတဲ့ရွာရဲ့ရွာမရမှာပေါ့လေတဘောလာရောက်တိုင်းရောက်တိုင်းမှာတဲပုံစီတွေရှိပါတယ်အဲ့ဒီတဲပုံစီတွေမှာသူကအငိတ်နေဇက်သပင်နေ ရုပ်သေးတွေတွင်းပြီးတော့အဲပွဲသမင်းလေးဆင်ရင်ကျင်းပအဲဆရာဘုရားကြီးရောက်သွားတဲ့အချိန်မှာလေဒီဆိုဖျားရောက်သွားတဲ့အချိန်မှာအဲရုပ်သေးဆရာကြီးဥပုလူရဲ့ရုပ်သေးကတော့အဲဒီဖျားဘုရားမှာချိန်နေတဲ့ဒီလိုဆင်ရင်ကျင်းပတာနဲ့တွားပြီးတော့ဆရာတော်ဘုရားကြီးတွေ့အဲလိုတွေ့တဲ့ခါမှာလေဒီဆိုဘုရားကြီးကဖျားဘုရားမှာအငိမ်ပွဲတွေဆိုတာဟာတနည်းတကငရဲဆရာလူရဖျားပွဲဆိုသလိုအမတန်အပြည့်ကြီးတဲ့သဘောတရားတွေဆရာတော်ဘုရားကြီးကမြင်တော်မူတော့ အဲ့ဒီဖရားပွဲတွေဖရားပွဲမှာတရားပွဲတွေမင်းတို့အစားထိုးလိုက်ရင်ကောင်းမယ်တကားကြီးအဲ့တော့ငါကိုယ်တိုင်ဟောပြမယ်လို့ဆရာတော်ဘုရားကြီးကအဲ့လိုမိန့်တော်မူခဲ့ပြီးနောက်ဆရာတော်ဘုရားကြီးဒယ်ရီဆရာတော်ဘုရားကြီးက1282ခုနှစ်ဒီကောင်းလာကစားပြီးတော့အဲ့ဒီညောင်လေးဘုံမျိုးမျိုးမှာဝိမာတရားတွေဟောဖို့ညွှန်ကြားတော်မူခဲ့ပါတယ်အဲ့လိုဟောဖို့ညွှန်ကြားတဲ့အကြောင်းကိုကိုကြီးတို့လည်းပဲဘုဒ္ဓရာအနေနဲ့သိခွင့်ရခဲ့ပါတယ် ဲ့တော့မြမပြည်သူပြည်သားတွေဝိဓမာတရားတွေကိုဆရာတော်ဖျားကြီးကဒင်းနီဈေးခြင်းနဲ့ဝိဓမာတရားတွေကိုပြန်ပွားဈေးခြင်းနဲ့ဝိဓမာတရားတွေကိုအားလုံးနားလေသဘောပေါက်စေခြင်းအဲကြောင့်မဘာလို့လဲလို့ဆိုတော့အဲ့ဒီဝိဓမာတရားတော်တွေကိုမြမတိုင်ရင်သားတွေအားလုံးနားလေအောင်မြမပြန်ဆိုပြီးအဲ့လိုပြန်တော်မူတဲ့တန်ခိုက်တွေပေါ့လေအဲ့လိုတန်ခိုက်တွေကိုဆရာတော်ဖျားကြီးပြန်တော်မူခဲ့အဲ့ဒီမြမပြန်အပြင်မှာတန်ခိုက်တွေအပြင်မှာ အဲဝိပဿနာတရားတွေကိုလည်းပဲမြမလူပြန်ပြီးတော့ဆရာတော်ဘုရားကြီးကကဘာဝသာသနာပြုတဲ့အခါမှာဝိပဿနာတရားနေတိုင်းသာသနာပြုမှအောင်မြင်မှုကိုမြင်တော်မူတဲ့အခါကျတော့ဝိပဿနာတရားတွေကိုလည်းပဲဝိပဿနာဒီဗရီကျမ်းတွေကိုပြုပြီးဒီလိုမြမပြန်ခဲ့ပါတယ်အဲ့တော့တခိတ်တေးဆရာတော်ဘုရားကြီးစီစဉ်တခိတ်တေးရွတ်ကြတခိတ်အဖွဲတွေနဲ့အဲ့ဒီလိုမြမပြီးအနှံပြားမှအဲ့ဒီလိုပြုလုပ်နေတော့ဒါနဲ့ပဲဒီမှာတရားတွေပြန်မအောင်ဆောင်ရွက်နောက်ဆရာတော်ဘုရားကြီးမကြွတဲ့အခါမှာ ်ဆရာတော်ဖြတ်ရဲ့တပည့်တွေဖြစ်တဲ့ဇာကြဆရာတော်ကြီးများဖြစ်ကြတဲ့ကိစ္စတော်ဆရာတော်ဥတ္တလောကတို့ဇာကြဆရာတော်ဖြစ်လေရီဥပန္နိတာတို့နောက်လေရီဥဇာနိမာတို့ဇာကြဆရာတော်တို့ဖြစ်တဲ့လေရီဥပရမတို့ဟာအဲ့လိုအလှည့်ကြကြွားပြီးတော့ဒီလိုတရားတွေဟောတာလဲဆယ်နှစ်လောက်ကြာအောင်ဒီလိုတရားတွေဟောတယ်လို့ခင်ဗျားသိရပါတယ်အဲ့ဒီနောက်ကြတော့သတိုင်းတောင်စုဘုရားကြောင့်ပါ စာရဆရာတော်ဖြစ်တဲ့ဆရာတော်ဥပဒုဥမဟာလင်ငန်းယောဂဆွတ်ကတ်တဲ့ခါကျတော့ဒီနေရာမှာညောင်လေးပြမျိုးတရားဟောဖို့ကိုအစားထိုးဖို့ကဘာတိကကိုစဉ်းစားရှာဖွေရအဲ့လိုရှာဖွေတဲ့ခါမှာယခုဘုန်းကြီးတို့ရဲ့ကျေးဇူးရှင်မဟုတ်ဆရာတော်ဘုရားကြီးအမီတွင်နဲ့အမရဘုရားမင်္ဂလာတိုက်မှာစာချဘုန်းတော်ကြီးအခုတော့ဘုန်းကြီးတို့ရဲ့ကျေးဇူးရှင်မဟုတ်ဆရာတော်ဘုရားကြီးပေါ့လေအဲ့ချိန်ကတော့စာချဘုန်းတော်ကြီး ဥိမလာကိုသွားပြီးတော့တို့တွေ့ပါတယ်အဲ့လိုတွေ့တဲ့ခါကျတော့မှတရားဟောဖို့ဆရာဘုန်းကြီးလေးဥိမလာကိုလျှောက်တဲ့အခါမှာအဲ့နှစ်ကတော့ဆရာတော်ဘုရားမကြွနိုင်ဘူးနောက်နှစ်1290နှစ်ခုနှစ်ကနေစပြီးတော့အဲ့ဒီမှာဗိဓမ္မာတရားတွေဝိပဿနာတရားတွေဟောဖို့ညွှန်ကြတယ်ဆိုတော့ဘုန်းကြီးတို့သိရပါတယ်ဒဂရကမတို့ မူလနှစ်ဖြာဆိုတာအဝိဇ္ဇာနဲ့တဏှာကိုပြောတာဘာကိုပြောပါလဲသစ္စာလေးပါးမသိတာအဝိဇ္ဇာလို့မပြောပြီဘူးလားပြောပါတယ်ခင်မင်းတာတဏှာလို့မပြောဘူးလားပြောပါတယ်ဒါမင်းတရားရကမတို့တတဝအစအဝိဇ္ဇာနဲ့တဏှာကလို့ဘယမဟောခဲ့ဘူးလားပြောပါတယ်အဲ့ဒီအဝိဇ္ဇာနဲ့တဏှာတည်းတရားရကမတို့ နိဗ္ဗာန်နှစ်ပါးလို့မှတ်လိုက်ပါ။ဘာမှတ်ရမလဲ။နိဗ္ဗာန်နှစ်ပါးလို့မှတ်တာ။အဲမတရံပြိတရဟန္တဝံမတရံမင်းနဲ့ဒုနတနာကိုလပြိတရဘာနဲ့ဒုရဝိဇာကိုလဟန္တဝံတပ်ပြလိုက်သမှာဒါကမတို့ဟောဒီမိဘဆိုတာကပရမမိဘနှစ်ပါးကို ပြောနေတာ။ဘာကိုပြောနေတာ?ဒါအဝိဇ္ဇာကအဖလို့မပြောဘူးလား။ ဝိဇ္ဇာကဘာပါလဲသာမန်ပါဗျာတဏ္ဍာအမိလို့မပြောဘူးလားပြောပါရဲ့ဗျာတဏ္ဍာဘာပါလဲသီလပါဗျာဒါကတကမတို့နိဗ္ဗာန်ဘာကိုတပြင်းပါဆိုတာကတမုဒိမိဘလောကမှာရှိနေတဲ့မိဘကိုပြောနေတာမဟုတ်ပရမဖြစ်တဲ့အဝိဇ္ဇာနဲ့တဏ္ဍာမိဘနှစ်ပါးကိုအတာခိုင်းနေတာဒါမှသူ့ကိုတာကြဆိုဆိုတော့ဟောရင်မိမိတို့ရရှိထားတဲ့ခန္ဓာ၅ပါးရဲ့အပေါ်မှာ သတိနာဝရိယစိတ်ဉာဏ်ကလေးတွေနဲ့စိုက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့တက်လုံးလုံးတရွာရွာ၌ရင်လိုက်မြဲလိုက်ဖြစ်လိုက်မြဲလိုက်မတွေ့ရပါဘူးလားမတွေ့ပါဘူးဗျာအဲ့ဒီပြင်းပြတဲ့ဒုက္ခသစ္စာလို့မပြောလားမဟုတ်ပါဘူးဗျာပြင်းပြပါသစ္စာပါလေမဟုတ်ပါဘူးဗျာအဲ့ဒီဒုက္ခသစ္စာမြင်လိုက်တော့ဒုက္ခသစ္စာမမြင်အောင်ဖုံးလွှမ်းတဲ့အဝိဇ္ဇာဆိုတဲ့အဖာကြီးသိမသိမသိဘူးလားသိပါဘူး ောတကာကမတို့ဤဖြစ်တော့ကပြတ်တော့ကလည်းမြင်ပါများလားတော့ဤခန္ဓာကိုလိုချင်သေးရဲ့လားမလိုချင်တဲ့တဏှာအမိမသေးဘူးလားသေပါရဲ့ဗျာအဲတကာကမတို့အဝိဇ္ဇာပါတဏှာအမိသိအောင်တတ်နိုင်လို့ရှိရင်တဲ့တကာကမတို့အနည်းကောကိုဆင်းရဲစေဆင်းရဲမရှိဘဲနဲ့ကိုယ်စိတ်ညီပြကျမ်းမာချမ်းသာစွာဖြင့်ယာတိနိဗ္ဗာန်ရောက်အောင်သွားနိုင်ပါပြီ။ ဒီမိဘနှစ်ပါးပရမမိဘနှစ်ပါးကိုတန်နိုင်ရင်နိဗ္ဗာန်သွားနိုင်တယ်လို့ဘုရားမဟောပြီဘူးလားဟုတ်ပါဘူးဗျာဒါဒီမိဘနှစ်ပါးတန်ကြစုဆိုတော့ခေါင်းထင်းနေရမှာလားရှုရမှာလားရှုရမှာပါဗျာဘယ်မှာပါလိမ့်ခန္ဓာဒါကြောင့်ဒီခန္ဓာကြပြင်းပြသမျှသင်္ခါရဒုက္ခသစ္စာမှာလိုက်ဆိုလိုက်ပြင်းပြသမျှသင်္ခါရဒုက္ခသစ္စာမှာဒုက္ခ ပိစ္ဆာမပိမြေတမြပိမြေတမြသင်္ခါရသင်္ခါရဒုက္ခသစ္စာမဒုက္ခသစ္စာမပိမြေတမြပိမြေတမြသင်္ခါရသင်္ခါရဒုက္ခသစ္စာမဒုက္ခသစ္စာမအရိခဏ၅ပါးဖြစ်ခြင်းမြေခြင်းမတမြရတိပါတိစ္စာဒုက္ခသစ္စာမရှင်ပြေမှုတွင်ငါကောင်းထင်ငါကောင်းထင်ခြင်းမေတ္တမှုရိယမှငါကောင်းထင် ပြည့်ပြည့်မှုတွင်ပြည့်ပြည့်မှုတွင်ငါကောင်ထင်ငါကောင်ထင်မြင်တမှုရမှတ်ပြည့်ပြည့်မှုတွင်ပြည့်ပြည့်မှုတွင်ငါကောင်ထင်ငါကောင်ထင်မြင်တမှုရမှတ်ပြည့်ပြည့်မှုတွင်အရိပြည့်တော်ကပြတ်တော်ကယူငါလွတ်ထင်နေမယ်ဆိုလို့တမှုရယသစ္စာလို့မပြောလားဟုတ်ပါဘူးဗျာအင်းတကားတော့လိုက်စိုးလိုက်ယုံနာအလုံးယုံနာအလုံးပြည့်ပြည့်တော်ပြည့် ထုံဆုံးနိဗ္ဗာန်မှာထုံဆုံးနိဗ္ဗာန်မှာယုံနာအာလုံးယုံနာအာလုံးပြည့်မြဲသောပြည့်မြဲသောထုံဆုံးနိဗ္ဗာန်မှာထုံဆုံးနိဗ္ဗာန်မှာယုံနာအာလုံးယုံနာအာလုံးပြည့်မြဲသောပြည့်မြဲသောထုံဆုံးနိဗ္ဗာန်မှာထုံဆုံးနိဗ္ဗာန်မှာဟရိခန္ဓာ၅ပါးယုံနာနှစ်ပါးချုပ်ဆုံးတဲ့နေရာယုတ်သိမ့်တဲ့နေရာနိဗ္ဗာန်လို့မပြောလားမှန်ပါပါဘုရားချုပ်ဆုံးမှုတွင်ဘုရား ဉာဏ်တော်ဝင်ဉာဏ်တော်ဝင်ဤမြင်မဟုမှာဤမြင်မဟုမှာဆုံးဆုံးမှုတွင်ဆုံးဆုံးမှုဉာဏ်တော်ဝင်ဉာဏ်တော်ဝင်ဤမြင်မဟုမှာဤမြင်မဟုမှာဆုံးဆုံးမှုတွင်ဆုံးဆုံးမှုဉာဏ်တော်ဝင်ဉာဏ်တော်ဝင်ဤမြင်မဟုမှာဤမြင်မဟုမှာ အယောဓမနန္ဒမဒုက္ခသစ္စာရဲ့ခြုံငင်းရာခြုံငင်းကြောင့်အကျင့်ကိုမေဃသစ္စာလို့မပြောလားဟုတ်ပါဘူးဗျာအဲဒါကြောင့်သစ္စာလေးချက်တစ်ပြိုင်တည်းပေါ်လာအောင်ဆိုတော့သုတောင်းမလားပွားများမလားဟုတ်ပါဘူးဗျာဘယ်မှာပါလိခန္ဓာဘယ်မှာပါလိခန္ဓာအဲဒါကြောင့်တရားဘယ်မှာရှာမလဲသစ္စာလည်းခန္ဓာမှာမရှာရဘူးလား အာရိသစ္စာဆိုတဲ့ခန္ဓာဒီတရားရံကမတို့ကြည်လိုက်တော့အမှားလားအမှန်လားအဲ့ဒီအမှန်ဒီပါသစ္စာဒုက္ခသစ္စာဒီခန္ဓာပါသစ္စာအဲ့ဒီဒုက္ခသစ္စာမြင်အောင်ရှုတာကမေဃသစ္စာမြင်အောင်ရှုတာကမေဃသစ္စာပါဗျာဒီတာကနောက်ခါနာမလာတာကသစ္စာလေးချက်တပြိုင်နက်မဆက်ပြီဘူးလား ကြက်ဒီနေ့အချိန်ရှိတဲ့အတွက်တော်ကြအောင်ဆို။ညောင်လေးပင်မြို့မှာပထမဦးဆုံးတရားဟောတာနဲ့ပတ်သက်ပြီးဆရာတော်ဦးမလကိုတိုင်တခါတုန်းကအခုလိုမင်းရှိခဲ့ဘူးပါတယ်။ကြီးကြီးကျယ်ကျယ်နဲ့အခုလိုစတင်ပြီးဟောရမယ်ဆိုတော့ပရိသတ်ကိုခက်ရွံ့ရွံ့နဲ့စိတ်ထဲမှာမရဲလာပါဘူး။ဒါကြောင့် အခုလိုနေတန်းပြိုးပြီးဟောခဲ့ရပါတယ်။ဒကာဒကာမတို့ဦးဇင်းတို့ကပရိယစာပေဝိဓမာညဝါပို့ချနေမှုကသာများပါတယ်။ဟောရေးပြောရင်မတော့ဖြင့်သိမ့်မကျွမ်းကျင်လာပါဘူး။သာမန်တရားပွဲလေးကိုတော့ဖြင့်ဟောဘူးတာပေါ့။အခုလိုမန္တကြီးထိုးပြီးပရိသတ်တွေစီစီကားကားနဲ့ဟောရမယ်တရားပွဲမျိုးကိုတော့ဖြင့်မဟောရသေးပါဘူးအခုဟောရတာကလည်းပဲ ဒေဒီဆရာတော်ဘုရားကြီးရဲ့တရားပွဲလေးဖြစ်အဘိဓမ္မသတ္တတဟောရမယ်တရားပွဲလေးဖြစ်ပြန်ဒေဒီဓမ္မကတိက ဥပဒုမကိုယ်တိုင်နှစ်ချိန်တိုင်းတိုင်းသာနေရေးပြီးပြင့်ဖိတ်တာဖြစ်ပြန်တော့မနေတာလို့အခုလိုလာပြီးဟောရခြင်းဖြစ်ပါတယ်လို့ရိုးရိုးကလေးကြုံယုံကလေးဤတန်းချီပြီးတရားပွဲဆခဲ့ရတယ်လို့ဥိမလကိုယ်တိုင်အမိန့်ရှိခဲ့မှုပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့တတ်တလောက်ပြင်း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  ိုးစားပြီးဟောတော်မူလိုက်ဟန်ပြုပါရဲ့ဒကာဒကမတွေကသဘောတည်းကြအားရရလွန်းလို့နောင်နေ့တွေမှာလဲဒီရက်ဒီရက်ရောက်တိုင်းကြွရောက်ပြီးချင်းမြတ်တော်မူပါလို့ဝိုင်းဝန်းလျှောက်ထားတော်မူခဲ့ကြတယ်တဲ့ရောက်ရုံမြင့်တန်ကြားပြည်တညာရှင်ဆရာတော်ဦးဝိမလဟာအဘိဓမ္မာညဝါများကိုမရဘူရမာသာဖုချပေးတော်မူုံများမကနှစ်စဉ်တစောင်းမုံတော်စာဝါသိင်းညများမှာလဲမင်းကုကကန်းသို့ကြွရောက်ပြီးအဘိဓမ္မာညဝါများကိုဖုချပေးတော်မူခဲ့ပါသည် ှင်ဝိမလဟာမင်းကိုမိုးကုတ်ကြောင့်မှအဘိဓမ္မာများတင် जा ပို့ချပြီးနေတာကိုသိရှိသွားကြတဲ့သီလရှင်ပိဋကအများပြားဟာမိုးကုတ်ကြောင့်လာရောက်ပြီးစာဝါလိုက်ခဲ့ကြပါသည်။အဲ့ဒီအချိန်ကမင်းကိုမိုးကုတ်ကြောင့်မှစာဝါလိုက်သူများအတွက်မဆူထားနဲ့ဆရာတော်ဝိမလအတွက်တောင်တင့်တင့်နဲ့နေရာထိုင်ခင်းမရှိခဲ့သေးပါဘူး။ဒါကြောင့်လဲသက္ကရ1294ခုနှစ်မှာမိုးကုတ်မြို့မှအကြောင်းတကားကြီးဥပုဇနီးဒေါ်နန်းစောတို့မိသားစုမှာ ဆရာတော်ဦးမလာအတွက်မုခုတ်ကျောင်းမှာကျောင်းတစာဆောက်လုပ်ယူတန်းခဲ့ပါသည်။ တိတာကိုဟောတော်မူသည့်ခြားမဲ၌ဣရှိယနေတိတာကိုဟောတော်မူ၏ဣရှိယနေတိတာကိုဟောတော်မူ၏ဒုမြစ္ဆာနေတိတာ၌တုံတော်လိဒုမြစ္ဆာနေတိတာ၌တုံတော်လိဣတုမြစ္ဆီမြစ္ဆာနေတိတာဣတုမြစ္ဆီမြစ္ဆာနေတိတာအာရမဏပြည့်စည်မြစ္ဆာနေတိတာအာရမဏပြည့်စည်မြစ္ဆာနေတိတာအစရှိသောအဖြင့် ၂၄ပါးများရှိ၏၂၄ပါးများရှိ၏ကို၂၄ပါးတို့တွင်ကို၂၄ပါးတို့တွင်ဣတုမြေရှိမေရှားနေဒေသာကိုဣတုမြေရှိမေရှားနေဒေသာကိုရှင်ဥစွာဟောတော်မူ၏ရှင်ဥစွာဟောတော်မူ၏ကိုဟေတုမြေရှိ၏ကိုဟေတုမြေရှိ၏မေရှား၌ဒေသ၌တုံတော်လိမေရှား၌ဒေသ၌တုံတော်လိဣတိတိတ္တပါဣတိတိတ္တပါ ဝိဒသနာကာရာအဖြင့်ဝိဒသနာကာရာအဖြင့်နှစ်ပါးများရှိနှစ်ပါးများရှိထိုနှစ်ပါးတို့တွင်ထိုနှစ်ပါးတို့တွင်ဣတိတိတ္တပါကိုရှိဥစွာဟောတော်မူ၏ ီလိုနဲ့ဆရာတော်ဦးဝိမလဟာဆောင်းလွင်းမှာမင်းကွန်၊လွေဦးတပေါင်းမှာညောင်လေးပင်မျိုးတို့ကြွပြီးကြံ့ချင်းများမှာအမရပူရမှာပဲညဝါပို့ချနဲ့နေလာခဲ့ရမှာသက်ခွေ1294ခုနှစ်လွေဦးတပေါင်းမှာညောင်လေးပင်မျိုးတို့ကြွပြီးပြန်ရောက်မှာပဲဘိုးဘုံမျိုးမှာကျောင်းတကားကြီးဦးလေဇနီးတော်တိုင်းချုံတို့ကပြန်ဆောင်လာကြဘိုးဘုံမျိုးတို့စတင်ရောက်ရှိခဲ့ပါလိမ့်ရှင်။